ရိုးရလက်ဝဲကြောင့်အတိတ်ဆိုးကိုအောင်နိုင်သူသူဦးရဲ့မပြေဝသေးတဲ့အိမ်မက်ဟိုဒီနေ့ကကျွန်တော်ကိုယုံကခေါ်လို့သွားလိုက်ရသေးတယ်ကွဘာဖြစ်လို့လဲလို့မေးတော့ဟိုတရက်ကဆိုင်ကဲနဲ့အပြာမှညှိကြတာကျွန်တော်တောင်းပန်နေတာကိုတော့သူကရင်ရင်တီးတီးတွေပြောတာနဲ့တစ်ချက်ထိုးလိုက်မိတယ်ဆိုပြီးသူကပြောလာတယ်တစ်ချက်ပဲထိုးလိုက်တာမလားဆိုတော့ဟုတ်တယ်တစ်ချက်တည်းပဲဒါပေမဲ့သူမေ့သွားတယ်လက်နက်တွေပါတွေနဲ့မလုံးမိအောင်ကျွန်တော်စိတ်ထိန်းနိုင်လိုက်ပါတယ်နောက်ဆိုပို့ထိန်းတော့မယ်ဆိုပြီးသူကပြောပါတယ် ပြန်ပွဲမှာလက်သီးတစ်ချက်တည်းနဲ့ပွဲသင်ခဲ့တဲ့ဒီလူငယ်လေးဟာသူ့အသက်73နှစ်ရွယ်တုန်းကတတင်းကဒေါ်သာစိတ်ကြောင့်အခြားလူတယောက်အသက်ဆုံးပါသွားတဲ့အထိကိုထီလက်ရောက်တုတ်ပြန်ခဲ့ဘူးသူပါတောင်တကုံမြို့နယ်မှာဖြစ်ခဲ့တဲ့အသက်73နှစ်ရွယ်လောက်ကရန်ပွဲမှာသူ့ကိုအရင်ကိုတစ်ဖက်လူကဓာတ်နဲ့ထိုးဖို့အပြင်အကို့အတွက်စိုးရင်စိတ်ကြောင့်စတီးပိုက်နဲ့ခေါင်းကိုရိုက်လိုက်မိတယ်ဒီရိုက်ချက်ရဲ့နောက်ဆက်တွဲဖြစ်ပျက်ကတော့အရိုက်ခံရသူရဲ့တက်တောင်းကိုနောက်၃ရက်အကြာမှာဆုံးသက်စေခဲ့သလိုတရားစီရင်ရေးစနစ်ကလည်းကျူးလွန်သူလူငယ်ကိုပြန်လည်ပြုပြင်ဖို့ညှော်ဆန်းလူငယ်တင်တန်းချောင်းကိုပို့စီဆိုပြီးအမိန့် င်ချခဲ့တယ်။အလားတူပြမှုတွေအပြင်အခြားသောအမှားတွေကျူးလွန်မိခဲ့တဲ့လူငယ်ပေါင်းရာပေါင်းများစွာနဲ့အတူသောအောင်ဆန်းလူငယ်တင်တန်းကျောင်းမှာဒီလူငယ်လေးဖြတ်တန်းခဲ့ရတဲ့ကနုဦးနေရတွေကတော့စိတ်ညင်ယူဖို့အတီးဖြစ်ခဲ့တယ်။အချိုးကိုကြည်လွန်တဲ့သူ့နေရတွေကိုဖြောင်းမတ်ပေးမဲ့ဖြစ်ပျက်တခုသူ့ဘဝထဲတိုးဝင်လာခြင်းမှာတော့ဒီလူငယ်လေးရဲ့အနာဂတ်နေရတွေအတွက်မျော်လင့်ချက်လင်းရောက်တွေထွန်းလင်းလာခဲ့တယ်။မြန်မာရိုးရာလက်ဝဲစီယုံကျိုးပိုင်းတိုင်းဒီပြဦးမြလေးတို့ရဲ့ပူပေါင်းမှုကနေဖက်အောင်စန်းတန်တန်းเจ้าမှာရိုးရာလက်ဝဲတန်တန်းပြမြောက်လာတော့ အလားအလာရှိတဲ့လက်ဝဲသမားဆင်းတဲ့ဒီလူငယ်လေးထိတ်ဆုံးကပါဝင်လာတယ်။ခလက်ချရင်တပွဲပြီးတပွဲအစွမ်းပြလာတဲ့ဒီလူငယ်လေးဟာသက်အော်ဆန်းလူငယ်တင်တန်းကြောင်းကိုစားပြုပြီးပြည်နယ်နဲ့တိုင်းလက်ဝဲပြိုင်ပွဲမှာစုတစိတ်ချိတ်ခဲ့သလိုသက်အော်ဆန်းကိုကြောက်ခန့်ချိန်မှာတော့အတိတ်ဆိုးတွေရှိရာမိဘနေအိမ်စီမပြန်တော့ပဲရိုးရလက်ဝဲအတင်းမှာအခြေချနေထိုင်ရှင်ပြန်ရင်းဘဝတစ်ခုတည်ဆောက်ခဲ့တယ်။ဒါပေမဲ့သူကရုံကရက်တီမှုနဲ့အမြဲတမ်းတွေးခဲ့သလိုအောင်မြင်မှုကိုလည်းအလွယ်တကူရယူခဲ့တာတော့မဟုတ်ပါဘူး။2016ခုနှစ်ကစခဲ့တဲ့ရိုးရလက်ဝဲသမားဘဝမှာရွှေကပတ်ချန်ပီယံဆု၃ကြိမ်အထိတက်ရောက်နိုင်ခဲ့ပြီ မဲ့၃ကြိမ်လုံးရေနေခဲ့တယ်။အတိတ်ဆိုးတစ်ခုကိုကြောကိုင်းလဲထွက်ပြီးဒုက္ခနဲ့ပြဿနာတန်တရာထဲကယုံထွက်ခဲ့တဲ့သူစိတ်ကြံ့ခိုင်မှုကဒီလောက်နဲ့ပြုတ်ပြတ်မသွားခဲ့ပါဘူး။ရိုးရလက်ဝိတ်တမဘောက၅ခုမြောက်မှာ58ကီလိုတန်းရွှေကပတ်ချန်ပီယံအိုလူပွေးကို၄ကြိမ်မြောက်ရင်ဆိုင်ရှင်ပြိုင်ခွင့်ရခဲ့ပြီးပိုးဝန်ခံခဲ့တယ်။အဲ့ဒီချိန်မှာတော့သူဘောကဟာ၃နှစ်အရွယ်ကလိုအနာကပြောက်လူငယ်လူဆိုးတယောက်မဟုတ်တော့ပဲနားလည်မှုပြေဝတဲ့အိမ်တော်ဖက်နဲ့အတူတာသူထွန်ကားပြီးကိုပိုင်မိသားစုဘောကိုတိစောက်ထားနိုင်ခဲ့ပြီ။အသက်ရွယ်ရလာသလိုမိသားစုရဲ့တည်ရည်အတွက်တွေးဖက်လုတ်ကင်လာခဲ့ရ တဲ့နီးပြတပိုင်းဘဝမှာလည်းအတိတ်ဆိုးကယုံထွက်ခဲ့တဲ့လူငယ်လေးဟာအောင်မြင်မှုရတဲ့တောက်ရနေပါတယ်။ဒါပေမဲ့သူဖြစ်ချင်တဲ့အိမ်မတစ်ခုကတော့ကြံ့နေသေးတယ်။အရှိတောင်အာရှအကစားပြန်ပွဲမှာရွှေတဆိတ်ဆူရအောင်သူယူချင်တယ်။ချူကပတ်ရခဲ့လို့ငှက်အော်ဆန်းလူငယ်တင်တန်းကြောင်းရဲ့အထူးချွန်ကြောင်းသားဖြစ်ကွန်ပျူခံရသူတွေအတွက်ဇာသမာဘဝနောက်ဆုံးအိမ်မကအဲ့ဒါပါပဲ။သူယူမှန်ချက်ကိုအကောင့်ထဲပေါ်ဖို့လက်ရှိလေ့ကျင့်ရေးစခန်းဝင်နေချိန်မှာဝငွေတဆိတ်တပိုင်းကိုလက်လွတ်ခဲ့ရတာကြောင့် အိမ်ထောင်သက်ကိုနှစ်အတွင်းတခါမှအလုပ်မလုပ်ဘူးတဲ့သူ့အမျိုးသမီးကလည်းတာသဖက်နဲ့အလုပ်ထွက်လို့ရတယ်။ဒါပေမဲ့သူ့ဇနီးကခင်ပွန်းရဲ့အိမ်မက်တွေတကယ်ဖြစ်လာအောင်ပဲကြိုးစားပါ။သူ့အတွက်ကတော့နောက်ဆန်တင်ဖို့မလိုဘူးလို့အတီလင်းပြောထားတယ်။ ထော့အော်ဆန်းလူငယ်တင်တန်းကျောင်းကနေရိုးရဲလဘွေတမားအဖြစ်ပေါ်ထွန်းလာခဲ့တဲ့နာမည်ကျော်ကျော်ဝင်းအောင်တန်းစော်ထီကောတာဝန်ထွန်းတို့ကိုရိုးရဲပြိတက်တွေမိစားပြုလာပြီးမဲ့သူတို့နဲ့အတူထွက်ပေါ်လာခဲ့ပြီးအခုဆောင်ပါမှာအဲ့ဒီလူငယ်လေးတို့ဂျင်းညွန့်ခဲ့တဲ့2019ခုနှစ်51ကီလိုတန်းရွှေကပတ်ချန်ပီယံတင်းစုကတော့မိသားစုရတ္တီရဲ့တစ်ဖက်အိမ်မက်တွေအကောင့်ထဲပေါ်ရေးတစ်ဖက်နဲ့ဘဝလမ်းကြောင်းပေါ်မှာမျှချရဖို့ဆက်လက်ကြိုးစားနေဆဲပါပဲ။